တနင်္ဂနွေသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးတွေယခုချိန်ယခုကာလမှာတော့ကိုယ့်ရဲ့အိမ်မှာအလှူမင်္ဂလာဆောင်တွေပေါ်တတ်တဲ့ချိန်ဖြစ်ပါလေကျောက်တော့တော့တည်တည်ပဲနောက်တော့အလှူမင်္ဂလာဆောင်အကြီးကြီးဖြစ်သွားပါလိမ့်မယ်ဗျာဆရာတော်သမားတော်တွေပုံတော့တကူကြီးပြားတော်တွေပုံတော်တွေအိမ်ကိုကြွလာတာကိုလက်ဆောင်ရတာတွေကြုံရတတ်တဲ့ချိန်ဖြစ်ပါလေဗျာဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ထွက်နေဆုံးရှုံးနေတဲ့ရွှေတွေပြန်ဝင်လာတတ်တဲ့ချိန်ဖြစ်ပါလေဗျာ မိတ်ဆွေပေါင်းတဲ့ကတာထဒရဏနာမည်ပါတဲ့သူတွေကိုယ်ကောင်းချူပေးတယ်၎င်းတို့နဲ့ပူတွေပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိယမင်းနည်းနဲ့ဒီတခါလဲမှားလိုက်မယ်အာဣဥေဩအောင်လို့အေးလို့ဣလို့ပါတဲ့သူတွေတတိယရှောင်ခြင်း၎င်းနည်းနဲ့နေရာကိုယ့်ပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ် သာသမီနဲ့ပတ်သက်တဲ့ကိစ္စအရွယ်ရဝိတာကလေးတွေရှိတယ်ဆိုရင်တော့အိမ်ကနေထွက်သွားတတ်တယ်။ကားဝဲဖို့ရည်ရထားတဲ့သူတွေကိုယ့်ရဲ့အတွင်းဝယ်ပါဗျ။ရှန်နေနောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှန်မလို့ပါဘူးကိုရှန်လို့တဲ့သူတိုက်ခိုက်တဲ့သူစောင်းမြောင်းတဲ့သူနှစ်ယောက်ရှိပါလေဗျအခြေအနေပတ်သက်တဲ့ကိစ္စအိမ်အောင်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ပြတ်သွားတဲ့ချစ်သူခွဲပါသွားတဲ့အိမ်အောင်ဘက်တွေနဲ့ပြန်ပေါင်းထုတ်ရတဲ့အချိန်ဖြစ်ပါလေဗျ ကျမရည်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့လေထိုးမယ်လေရောက်မယ်လေချောင်းလာတဲ့ယောဂါတွေဖြစ်တတ်ပါတယ်ဗျဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အရဟံအောင်မီအရဟံအောင်မီဆိုဒီနေ့ကိုဒီ7ဘက်စိတ်ကမှာပဲဖြစ်ပါတယ်ကံတရားအကောင်းဘက်ကဥတီပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါတယ်လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့ ၄၀၀လို့၄၀၀လို့၄၀၀လို့၄သိန်းလို့3 40လို့3 400လို့3 400လို့3 400လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။တပတ်စာ လက်ကီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဝါရောင်းလို့အပြာရောင်းလို့ပါသောဝတ်စားတွေဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီရမယ်ကန်ခွင့်လန်းကောင်းရမယ်။ကိုပြောတဲ့စကားတွေအောင်တပတ်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်။တဲရော့ရတဲ့အတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကိုယ်အိမ်နီးတာပတ်ဝန်းကျင်မှာရှိတဲ့ကလေးငယ်တွေကို ချောကလက်လေးတွေဒါနပြုကျိုးမွေးလှူဒန်းခြင်းအဖြစ်လူချင်းမင်းတို့ရဲ့ကံစားလာအညံ့ခိုက်တွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျာကျွန်တော်ကတော့ထားရောင်းနေပါဗျာလူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ကွက်ဘယ်ပြည်နယ်နေပြီးတော့ကြည့်ရှုအားပေးနေတယ်ဆိုတာလေးကိုလည်း comment box မှာရေးပေးခဲ့ပါဦးတလဲလာသားသမီးတွေတပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်တလဲလာသားသမီးတွေယခုချိန်ယခုကာလမှာတော့ အလုတ်ပြောင်းခြင်းအိမ်ပြောင်းခြင်းအဲ့ရနေရာထိုင်ခြင်းပြောင်းခြင်းတွေကြုံရတဲ့ချိန်ဖြစ်ပါတယ်။ရှင်နဲ့နှီးစက်ပတ်သက်တဲ့နေရာတွေပြောင်းရွှေ့နေထိုင်လုပ်ကြရတာမျိုးကြုံရတဲ့ချိန်ဖြစ်ပါတယ်ဗျ။ဟုတ်သားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေတရားသိမ်းစီရမယ်။တခုခုပန်ခြင်းကြပြောက်ခြင်းကပိုင်နိုင်ခံခြင်းမိကြံခဲ့ရခြင်းဖြစ်တတ်ပါတယ်ဗျ။မိတ်ဆွေပေါင်းတဲ့က တာခကကန်ကနာမည်ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိဒါမနေနဲ့နေတခါလဲမှားလိုက်မယ်အဲ့ဒါကအာအီဥအေအောအောင်လို့အီလို့ဤလို့ပါတဲ့သူတွေတတိဒါရှောင်ခြင်းရ၎င်းနေနဲ့မိဘကမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ် သာသမီနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်ရမယ်အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ၃ရက်အတွင်းဝယ်ပါဗျာဂျန်နယ်နောက်ချက်နဲ့ပတ်သက်ပြီးရန်ရှိလာလို့မေးရှိကိုယ့်ရဲ့အောင်မြင်မှုတိုးတက်မှုကိုမနာလိုလို့ပြူစားစင်တိုက်ကြိုက်နှောက်ရက်တဲ့သူတွေရှိပါတယ်ဗျာအခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတာယာချင်းပျော်ရွှင်ခြင်းကြည်နူးခြင်းပြားရည်စံခီးရီသွားခြင်း ကန်းကျင်ခီးကြီးတော့အကျင်နေကြုံရတဲ့အချိန်ဖြစ်ပါတယ်။ကျမရည်နဲ့ပတ်သက်တဲ့ကိစ္စကတော့မူးမယ်မောမယ်နှလုံးအားနဲ့မယ်မျက်စိစမ်းသက်ကမယ်ပါဝါတိုးသွားမယ်ဗျ။ဘုရားဘာသာကိုးကွယ်တဲ့သူတွေတဲ့ဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့လောကဝိတုအောင်မီ လောကဝိတုအောင်မီဆိုဒီနေ့ကိုပတိ၄ဘက်ဆက်ရမှာဖြစ်ပါ။ကံတရားအကောင်းဘက်ကဥတီပြောင်းလဲနေတာ90ရာခိုင်နှုန်းရှိပါ လက်ရပါနဲ့ပတ်သက်တဲ့ကိစ္စမှာတော့200လို့2000လို့2000လို့2သိန်းလို့သိန်း20လို့သိန်း200လို့သိန်း2000လို့သိန်း2000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ sky blue လို့ခေါ်တဲ့ပြာနုရောင်လေးတွေဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီးရမယ်ကန်ခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မတစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်တဲရရတာတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကိတ်မုတ်နှစ်ချက်အမွှေးတိုင်းနှစ်တိုင်းပြောင်းတိုင်းနှစ်တိုင်း မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပြီးတော့ကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုလေးလေးနက်နက်ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝိုင်းဆူတောင်းပါဗျ။ဒါဆိုရင်တော့လူချင်းမျိုးမှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျ။အင်္ဂါသာသမိတွေအတွက်တပတ်စာတဲတော့ကကြမှာဖတ်ကြားပြဆိုပြီးမှာဖြစ်ပါလေ။အင်္ဂါသာသမိရဲ့ဒီချိန်ဒီကာလမှာတော့အိမ်မာနေနေမယ်အပြင်မှာလှုပ်ရှားသွားလာတယ်ညတ်တဲ့ နဇကီနဲ့ပတ်သက်တဲ့ကိစ္စနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စအကူအညီကောင်းအဆောင်မကောင်းတွေရတတ်တယ်တောင်တန်းတွေရှိတဲ့နေရာတွေလည်းခရီးသွားဖို့ရှိတယ်။သွားဖို့ရည်ရွယ်ထားတယ်ဆိုရင်ရဲတင်းသွားကောင်းတယ်အဆင်ပြေတယ်အောင်မြင်မယ်။ဥစားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအိမ်သစ်ဝင်ခြင်းစာအုပ်သစ်ဝင်ခြင်းတိုက်ခန်းသစ်ဝင်ခြင်းဆိုင်ငန်းသစ်ဝင်ခြင်းတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်။ငွေရှိတဲ့ဆိုဝယ်ထားအကျိုးမြတ်ရမယ်ဗျ။မိတ်ဆွေပေါင်းတဲ့က ရရလာဝပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိဓာမနေ့နဲ့နေရတာဟနာမည်ပါတဲ့သူတွေတတိဓာရှောင်ကြရမယ်၎င်းနေ့နဲ့နေရမိဘမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်တာသီနဲ့ပတ်သက်တဲ့ကိစ္စရွှတ်ထားလို့မရဘူးအောက်လက်ငတာနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတောက်တောက်ကြည့်နေဖို့လိုအပ်တယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေကတော့16ရက် ကြော်မဝယ်ပါဗျရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာတော့ရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတာယာချင်းပျော်ရှင်ခြင်းကြည်နူးခြင်းပြားဇံခီးရေတွားခြင်းကန်းကျင်ခီးရေတွားခြင်းတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်ကျမ်းစာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့ဒူးကောင်းနာတာတို့ဒူးတို့နားတို့နှာခေါင်းတို့နှလုံးတို့နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်ခံစားရတတ်ပါ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဝိဇာစာရဏတမန်တော်အောင်မီဆိုပြီးဒီနေ့ကိုပရိ၃ဘက်စိတ်ကမှာပဲဖြစ်ပါတယ်။ကံတရားအကောင်းဘက်ကိုဥတည်ရွေ့လျားနေတာ82မှ900ရာခိုင်နှုန်းရှိပါတယ်။လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့300လို့3000လို့3000လို့3300လို့3300လို့ဝင်လာတတ်တဲ့ချိန်ဖြစ်ပါတယ်။ တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆွေရမဆွေတော့အနီရောင်တို့အဝါရောင်တို့တွဲဆက်ထားတဲ့ကာလာတွေဝစ်စင်ခြင်းအားဖြင့်ကိုဘက်ကနေကန်တာစီးရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မတဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်တဲတော့ရတဲ့တကူညွှန်ကြားပြဆွေရမဆွေတော့ကိုရဲ့အဲ့အနီနာပတ်ဝန်းကျင်မှာရှိတဲ့ခွေးလေးခွေးလင်းလေးကိုမကြာခဏအစာကျွေးဒါနပြုဆူတောင်းခြင်းအားဖြင့်လူချင်းမင်းတို့မှာကြုံတွေ့ရမယ်ကန်စာတာအညံ့ခိုက်တွေပြေပြောက်ပြီး ကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျာဘုဒ္ဓဘုရားသမီးတွေအတွက်တပတ်စာတဲတော့ကကြပါဦးဖတ်ကြားပြဆိုပြီးမှဖြစ်ပါဘုဒ္ဓဘုရားသမီးရဲ့ယခုချိန်ယခုကာလမှာတော့အလုံးနှမျိုးလောက်ခြင်းဝင်ငွေနှမျိုးရခြင်းနေကြုံရတဲ့ခြင်းဖြစ်ပါလေနိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စလူမျိုးခြားနဲ့ပတ်သက်တဲ့ကိစ္စအကူအညီကောင်းဆောင်မကောင်းတွေရတဲ့အချိန်လည်းဖြစ်ပါတယ်။သွားဖို့ရည်ရထားဆိုရင်ရဲတင်းတင်းသာသွားပါ ဘောဓပစီနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာလို့တည်တည်ဖိုးဖိုးတဲ့ဆိုထီးတို့ဖနက်တို့နာယူအထဲလေးတို့ဝင်လာပါလိမ့်မယ်ကြီးကြီးမားမားတဲ့ဆိုရင်ဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်မိတ်ဆွေပေါင်းနေတဲ့ကအာဣဥဧဩအောင်းတို့အေးတို့ဣတို့ပါတဲ့သူတွေကိုယ့်ကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူတွေပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိဓာအမဲ့နေတဲ့နေရာတော့စစစစညနာမည်ပါတဲ့သူတွေတတိဓာရှောင်ကျင်ရမှာဖြစ်ပါတယ် သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်အရွယ်ရောက်ပြီးသားကလေးဆိုရင်တော့နိုင်ငံရေးချသွားလာမျိုးတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်။အောက်လက်ငယ်သားတော့အဟောင်းထွက်ပြီးတော့အစ်စ်ရောက်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။ရန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့အမျိုးသမီးတဦးကကိုယ့်ကိုရန်လိုတာမျိုးတိုက်ခိုက်တာမျိုးစောင်းနှောင်းတာမျိုးတွေရှိပါတယ်။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ငရဲနှစ်ကောင်ဖမ်းတယ်လို့လှေနဲ့နှစ်ဖက်နင်းတယ်ဆိုတော့ကိန်းကနဲမျိုးရောက်လို့နေပါတယ် နှစ်ယောက်ဖြစ်တတ်တာပေါ့ဗျာကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးကတော့ဝင်းပိုက်ပိုက်နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်ခံစားတတ်တယ်လီထိုးခြင်းလေအောင်ခြင်းဝင်းလျှော့ဝင်းချုပ်ဝင်းပြတ်ခြင်းဒါတွေဖြစ်တတ်ပါလေဗျာဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တဏ္ဍတဗုဒ္ဓအောင်ပြီးဆိုဒီနေ့ကိုပရိနှစ်ပတ်စိတ်ကမှာပဲဖြစ်ပါတယ်ကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါတယ် လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့ကိုးကနန်းကိုကြောင်းပြူပြီးဝင်လာတတ်တဲ့ချိန်ဖြစ်တယ်။ကိုးရာကိုးတောင်ကိုးတောင်ကိုးသိန်းသိန်းကိုးဆယ်သိန်းကိုးရာသိန်းကိုးတောင်သိန်းကိုးတောင်ဝင်လာတတ်တဲ့ချိန်ဖြစ်ပါတယ်ဗျ။တပတ်စာလက်ကြီးကလာကိုညွန်ကြပြဆွေရမယ်ဆိုရင်တော့အဖြူရောင်တို့အဝါရောင်တို့တွဲဆက်ထားတဲ့ကာလာတွေဝတ်ဆင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီးရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ် တဲရရတဲ့အခုကိုညွန်ကြပြဆိုရမယ်ဆိုရင်တော့ရွှက်လှလေးညွန်အမွှေးတိုင်းလေးတိုင်းဖျောင်းတိုင်းလေးတိုင်းမြက်စွာဖျောင်းကတ်လူပူဇော်လူတန်းပြီးတော့ကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုလေးလေးနဲ့နဲ့ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝိုင်းဆူတောင်းပါဗျာ။ဒါဆိုရင်တော့လူချင်းမျိုးမှာကြုံတွေ့ရမယ်။ကန်စတာအញ្ញံခိုက်တွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျာ။ရှားဥသားသမီးတွေအတွက်တပတ်စာတဲရော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါလေ။ ရောက်သားသမီးရဲ့ဒီချိန်ဒီကာလမှာတော့လှုပ်ပြောင်းနေရပြောင်းအိမ်ပြောင်းအဲ့ရနေရထိုင်နေပြောင်းနေကြုံရတတ်တယ်။ရေနဲ့နီးစပ်ပတ်သက်တဲ့နေရာတွေကိုပြောင်းရွှေ့နေတိုင်းလောက်ကန်ရလာမျိုးတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအိမ်သိဝင်ခြင်း၊စာအုပ်သိဝင်ခြင်း၊တိုက်ခန်းသိဝင်ခြင်း၊ဆိုင်ငန်းသိဝင်ခြင်းတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်။ငွေရှိတဲ့ဇဝေထားအကျိုးမြတ်ရမှာပဲဖြစ်ပါတယ်ဗျာ။မိစေပေါင်းနေတဲ့ကစဆစဇညာနာမည်ပါရသူတွေကိုကိုကောင်းကျိုးပေးတဲ့ ကားတို့နဲ့ပူတွဲပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေဆင်ပြေမယ်အောင်မြင်မယ်တတိဓာမနည်းနဲ့နေရာရှားရလာဝပါတဲ့သူတွေတတိဓာရှောင်ကြမ်းမှာဖြစ်ပါတယ်၎င်းနဲ့နေရာကိုပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစည်ခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ် သားသမီးနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်သတင်းရမယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ9ရက်အတွင်းဝယ်ပါဗျရန်နဲ့နောက်ချက်နဲ့ပတ်သက်ယခုချိန်ယခုကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါလေဗျချင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့ကတော့ကစားလေးတွေဖြစ်တတ်တယ်။ကြောင်တဲ့ဆုံးသက်ချက်တွေမတူညီတာတွေဖြစ်တတ်တယ်။သူဟာအဖြူဆိုကိုကအမဲပဲ။အကန့်နေပြောတတ်တဲ့အချိန်ဖြစ်ပါလေဗျ။ ကျမ်းစာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးကသွေးစစ်ကတာမျိုးတွေကြုံမယ်။သွားနာခြင်းသွားကခြင်းတွေဖြစ်တဲ့ green နဲ့ပတ်သက်ဆက်နွယ်ယောဂါလေးခံစားရတတ်ပါလေဗျ။ဘုရားဘာသာကိုးကွယ်တဲ့သူတွေဒိဋ္ဌံပြီးတစ်မျိုးကိုညွန်ကြားပြဆိုရမယ်။ဆိုရင်တော့အနုတ္တရောပုရိသဓမ္မတတ္တိအောင်ပြီဆိုပြီးဒီနေ့ဥပဒိ6ပတ်စိတ်ကမှာပဲဖြစ်ပါတယ်။ကံတရားအကောင်းမဲ့ကိုဥတီပြောင်းနေနေတာ82မှ900ခန့်လုံးရှိပါတယ်။ လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စမှာတော့400လို့400လို့400လို့34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 0လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါလေဗျတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆွေးရမဆွေးနော်ဖြူရောင်လို့အနီရောင်လို့တွဲဆက်ထားတဲ့ကာလာတွေဝစ်စင်ခြင်းအဖြစ်ကိုဘက်ကနေကန်သာစီးရမယ်ကန်ခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မတဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါလေဗျာ တဲရရတရားတစ်ခုကိုညွန်ကြပြဆိုရမယ်ဆိုရင်တော့အုံနှုတ်ခေါက်ဆွဲတပတ်ကစတိစုံလေးတက်အမွေးတိုင်းတတိုင်းဖျောင်းတိုင်းတတိုင်းဆက်ပြီးတော့မျက်စောပြားကိုကတ်လူပူဆိုလှူဒန်းပါဒါဆိုရင်တော့လူချင်းမျိုးမှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ပြီးပြေပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျလူချင်းမျိုးအနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီနဲ့ဘယ်နိုင်ငံနေတည်ရှိအားပေးနေတယ်ဆိုတာလေးကိုလည်း comment box မှာရေးပြခဲ့ပါအောင်ပြမြစ်တာဘူးဆူတောင်းပေးခြင်းလို့ပါတာတာပရိသသမီးတွေအတွက်တပတ်စာတဲတော့ကကြမှာဖတ်ကြားပြဆိုပေးမှာဖြစ်ပါတာတာပရိသသမီးကဒီချိန်ဒီကာလမှာတော့ချစ်တဲ့ခင်တဲ့သူတွေနဲ့ပူးတွဲပေါင်းဆက်ပြီးတော့လုပ်ရတဲ့လုပ်ငန်းတွေအကောင့်တွေဖော်ရတတ်တဲ့ဆက်တူ share လုပ်ငန်းတွေလည်းလုပ်ရတတ်တဲ့အချိန်ဖြစ်ပါတယ်ခီးကောင်းတွေတော့အမစကားကောင်းတွေပြောရတတ်တဲ့အချိန်လည်းဖြစ်ပါတယ်ဗျဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာမိမိပိုင်ဆိုင်တဲ့ပစ္စည်းတွေတေချာတင်စီရမယ် တကုတ်ကုတ်ကညင်ကြပြောက်ချင်းကပိုင်းနိုင်ခံချင်းမေးကြင်ခဲ့ရခြင်းဖြစ်တတ်ပါလေဗျာအထူးသဖြင့်တယ်လီဖုန်းကိုဘီယူဆိုင်ကမှာပဲဖြစ်ပါတယ်မိတ်ဆွေပေါင်းတဲ့ကအာအီဥအေအောအောင်းတို့အေးတို့ဤတို့ပါတဲ့သူတွေကိုယ့်ကိုကောင်းချိုးပေး၎င်းတို့ရဲ့ဘူးတွေပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြေမဲ့အောင်မြင်မဲ့တတိထားမဲ့နေတဲ့နေရာစစစစညနာမည်ပါတဲ့သူတွေတတိထားရှောင်ကြရမှာပဲဖြစ်ပါတယ်တာသမီနဲ့ပတ်သက်တဲ့ကိစ္စ လွတ်ထားလို့မရဘူးအောက်လက်ငသားနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတောက်ထောက်ကြည့်နေဖို့လိုအပ်တယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ9ရက်ကျော်မှဝယ်ပါဗျ။ရန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးဒီချိန်ဒီကာလမှာကိုကတော့ရန်မလို့ပါဘူး။ကိုရန်နေဝိုင်းနေတဲ့ချိန်ဖြစ်ပါတယ်ဗျ။ခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့2ယောက်ကြားမှာဖြားများတဲ့ကာလလေးလည်းဖြစ်ပါတယ်ဗျ။ဂျမ်းမိုင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့အရေးပြားနဲ့ပတ်သက်တဲ့ ယောဂလေးဖြစ်တဲ့တဲ့အရေးပြားရားရံတဲ့ယောဂလေးတွေဖြစ်တဲ့တဲ့ခံစားရတတ်ပါတယ်ဗျာဘုရားဘာသာကိုကိုရတဲ့သူတွေဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့လောကဝိတုအောင်ပြီဆိုပြီးဒီနေ့ကိုပရိလေးဘက်ဆရာမှာပဲဖြစ်ပါတယ်ကံတရားအကောင်းမဲ့ကိုဥတီသွားနေတာ60ရာခိုင်နှုန်းရှိပါတယ်လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးရတော့400လို့400လို့400လို့34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 0လို့ ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာညွန်ကြပြဆိုရမယ်ဆိုလို့ရှင်တော့အပြာနုလို့အဖြူရောင်လို့ပါတော့ဝတ်စားတွေဝတ်ဆင်ကျင်အဖြစ်ကိုဘက်ကနေကန်စာစီးရမယ်ကန်ခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်တဲရရတာတခုညွန်ကြပြဆိုရမယ်ဆိုရင်တော့ကိုယုံကြည်တဲ့မဲတော်တပားပားကိုကိမ့်မုတ်နှစ်ချံမွေးတိုင်းနှစ်တိုင်းဖြောင်းတိုင်းနှစ်တိုင်းကော်ဖီနှစ်ခွက်ကပ်လူဘူးဆိုလူတန်းပြီးတော့ ုဖြစ်ချင်တဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝိုင်းဆူတော်မှာဗျာဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာအញ្ញန့်ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာတောက်ကြတသမီးတို့တပတ်စာတဲတော့ကံကြမှာဖတ်ကြပြဆိုပြမှာဖြစ်ပါတောက်ကြတသမီးကဒီချိန်ဒီကာလမှာတော့ဆရာသမားလိုပုံကိုတပည့်အောက်လက်ငယ်သားလိုပုံကိုတွေနဲ့တိုင်တိုင်ဝန်လို့ကလည်းလုပ်ငန်းမျိုးတွေအကောင့်နဲ့ဖော်ရတဲ့ချိန်ဖြစ်ပါတယ်ဗျာ မိမိရင်တို့ဆရာတော်သမားတို့ရဲ့ပုံတော်တကူကြီးဖျားတဲ့ပုံတော်တွေကြွလာတာလို့လက်ဆောင်ရတာလို့လည်းဖြစ်တတ်ပါတယ်အိမ်မှာရှိတဲ့တော့တွေပျောက်သွားလို့ပြက်သွားလို့လည်းဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်ဗျာဩဇာပစီနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ငွေကြေးကြီးကြီးမားမားနှက်ခါရဖို့ရှိပါတယ်ဗျာဝင်ရောဝစဉ်ဝင်ရောမဟုတ်ဘူးချီပေါ့တဲ့သူအမွေရတဲ့သူဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်မိတ်ဆွေပေါင်းတွင်တဲ့ကရရလာဝပါတဲ့သူတွေကိုယ့်ကိုကောင်းကျိုးပေးတယ် ၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိကြားမဲ့နေတဲ့နေရာအီဥအေအောအောင်တို့အေးတို့အီတို့ပါတဲ့သူတွေတတိကြားရှောင်ကြမ်းမှာဖြစ်ပါတယ်တာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရပါဘူးအောက်လက်ငသားနဲ့ပတ်သက်တဲ့ကိစ္စမျက်စိတောက်တောက်ကြည့်နေဖို့လိုအပ်ပါတယ်ကားဝယ်ဖို့ရည်ရထားတဲ့သူတွေကတော့15ရက်ကျော်မှဝယ်ပါဗျာ ရန်နေနောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရန်မလို့ကိုရန်လို့တဲ့သူတိုက်ခတ်တဲ့သူစောင်းမြောင်းတဲ့သူတဦးရှိပါတယ်။အခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးဒီမှာတာယာချင်းပျော်ရွှင်ခြင်းကြည်နူးခြင်းပြားစံခီးရီတွားခြင်းကန်းကျစ်ခီးရီတွားခြင်းနဲ့ကြုံရတတ်တဲ့ခြင်းဖြစ်ပါတယ်။ဂျမားရီနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့စီးကျူယောဂါလေးတွေဖြစ်တတ်တယ်။စီလံကြောင်းနဲ့ပတ်သက်တဲ့ဆက်နွယ်တဲ့ယောဂါလေးဖြစ်တတ်ပါတယ်ခံစားတတ်ပါတယ် ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေဒိဋ္ဌံပြီးတမျိုးညွန်ကြားပြဆွေရမယ်ဆိုရင်တော့ဂုံတော်ကိုးပါပတိကိုးပါစိတ်ရမှာပဲဖြစ်ပါတယ်။ကံတရားအကောင်းမဲ့ကိုဥဒိရွေလာနေတာ80ရာခိုင်နှုန်းရှိပါတယ်။လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့300လို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 ့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။ တပတ်စာလက်ကြီးကလာညွန်ကြပြဆိုရမယ်ဆိုရင်အဖြူရောင်တို့အဝါရောင်တို့အသားရောင်တို့ဆင်းဆွဲရောင်တို့ပါတဲ့ဝတ်စာတွေဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကန်တာစီရမယ်ကန်ခွင်းလည်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောက်မယ်တဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်တဲရရတာတစ်ခုကိုညွန်ကြပြဆိုရမယ်ဆိုရင်တော့ဈေးညွန့်၃ညွန့်အမွှေးတိုင်း၃နိုင်ဖျောင်းတိုင်း၃နိုင် တောက်တော်ကြီးသုံးခွက်မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပြီးတော့ကိုပြစ်ရှင်ရဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါကြီးဆူတောင်းပါဗျာဒါဆိုရင်တော့လူချင်းမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာစနေသားသမီးတွေအတွက်တပတ်စာတဲတော့ကကြပါဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်စနေသားသမီးကဒီချိန်ဒီကာလမှာတော့ခီးကောင်းနေတော့ရမယ်စကားကောင်းနေပြောရမယ် လွန်စွာပျော်ရွှင်ပွဲကောင်းသောအလုပ်တွေလုပ်ဝတ်တဲ့အချိန်ဖြစ်ပါလေ။နှစ်ဦးနဲ့ရပူးတွဲပေါင်းဆက်တဲ့လုပ်ငန်းတွေဆက်တူရှယ်ယာလုပ်ငန်းတွေအကောင့်တွေပေါ်ဝတ်တဲ့အချိန်နဲ့ဖြစ်ပါလေဗျ။ဩဇာပစီနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ရွှေထွက်တဲ့ကာလလေးလည်းဖြစ်ပါလေ။မိတ်ဆွေပေါင်းနေတဲ့ကစဆစဇညာနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးမယ် တတိဓာမနေနဲ့နေရကာခကကံကနာမည်ပါတဲ့သူတွေတတိဓာရှောင်ကျမ်းမှာဖြစ်ပါဒါသမီးနဲ့ပတ်သက်တဲ့ကိစ္စအဲရန်ညီထွက်သွားတာမျိုးတွေကြုံရတတ်တယ်ခယူဆိုင်ပေးပါဒါသမီးတွေအောက်လက်ငယ်သားတော့အဟောင်းထွက်မယ်ဗျတိရောက်လာတတ်တယ်ကောင်းဝဲဘူးကြီးရထားတဲ့သူတွေ16ရက်အတွင်းဝယ်ပါဗျကာကောင်းကာတဲ့ကာတဲ့အောင်ပိုင်ဆိုင်ရတတ်တဲ့ချိန်ဖြစ်ပါတယ် ရန်နဲ့နောက်ချက်နဲ့ပတ်သက်ပြီးတော့ကိုယ်ရန်လိုတဲ့သူတိုက်ခတ်တဲ့သူ၂ယောက်ရှိပါတယ်။ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်တွေကကိုယ့်ရဲ့မှားွက်တွေကိုတေချာစောင့်ကြည့်ပြီးတော့တတိထားတတ်တဲ့အချိန်ဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စကတော့သွေးစစ်ကတတ်တယ်ဗျ။သွားနာခြင်းသွားကခြင်းတွေဖြစ်တတ်ပါတယ်။ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေဒိဋ္ဌံတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ အရဟံတိတ်တိအောင်ပြီဆိုဒီနေ့ဝရီ7ဘက်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုရွေ့လျားနေတာ90ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးရတော့နှစ်ကနန်းကိုအကြောင်းပြုပြီးဝင်လာတတ်တယ်200ရာ2000လို့2000လို့2000လို့3000လို့3200လို့3200လို့3000လို့3200လို့ဝင်လာတတ်တဲ့ချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆွေးရမယ်ဆိုရင်တော့အစိမ်းရောက်ပါသောဝတ်စားလေးကိုဝတ်ဆင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကံတာစီးရမယ်ကံခွင့်လန်းကောင်းရမယ် ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်တဲတော့ရတဲ့တခုကိုညွန်ကြပြဆိုရမယ်ဆိုရင်တော့ကျွေပကံရတစ်ချက်တည်းကိုထញ្ញက်ခဲခုနှစ်ခဲတည်းအမွှေးလန်ခုနှစ်တန်းဆိုင်ဖျောင်းလန်ခုနှစ်တန်းဆိုင်ပြီးတော့မြက်စွာဖျားကိုကတ်လူဘူးဆိုတော့လှူဒန်းပြီးတော့ကိုဖြစ်ချင်းနဲ့စန္ဒတွေကိုလေးနဲ့နဲ့ယုံယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝိုင်းဆူတောင်းမှာဗျဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားလာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျ လူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဘိုင်းလေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နဲ့ဘယ်နိုင်ငံနေပြီးတော့ကြည့်ရှုအားပေးနေရဆိုတာလေးလဲ comment box မှာရေးပေးခဲ့ပါအောင်ဗျာ